business and economy Elon Musk President Trump ကိုနှိပ်ကုတ်ဘာကြောင့်လဲသူနှစ်ယောက်အချိန်လေးတော်တော်ဆိုးနေပြီလားကဘာပတ် American millionaire စီးပွားပညာရှင် channel ကကြိုဆိုပါတယ်ဘယ်နေရာကြည့်နေကိုမအမရေးတာပါ Elon Musk တွေ့လောက်လိုက်တယ် President Trump နဲ့ big beautiful bear အရန်အရန်ဆိုးတယ်တီးမခံနိုင်တော့ဘောเนาะဒီ beautiful bear ပါတယ်ဆိုတော့အတုံးစရည်တွေကိုအတိမတ်ပြူတာအရန်အရန်များတယ်နော်မလို့အဲ့ဒါအရန်များတယ်အစီတွေအရန်များတယ်ပြောရမစို့ရအတုံးစရည်အရန်များပေါ့နော်အရန်ယွန်ရှာစုပ်ယုပ်เสียရဘယ်ဖြစ်ပါတယ်ဆိုအီနိုမာဆာတွေ့လို့ရပါတယ်ဒီဘေးကို pass ဖြစ်အောင်ဥပဒေဖြစ်အောင်မဲပေးရတွေကိုနော် shame on you shame on those ဆိုပြော ရှက်เสียကောင်းတယ်လို့ပြောလိုက်တယ်။အောက်လွှတ်တော်ကနေပြီးတော့ pass ပေးလိုက်တယ်။အခုအထက်လွှတ်တော်ကရောက်နေပြီနော်။အထက်လွှတ်တော်မှာတော့ pass ဖြစ်မဖြစ်ဆိုတာမသိသေးဘူး။ဒါပေမဲ့ Indomasa တီးမခံတော့အထက်လွှတ်တော်မှာ pass ဖြစ်သွားဆိုရော President sign ထိုးဖို့ကျန်တော့ sign ထိုးမှဆိုရင်ဒါဥပဒေဖြစ်သွားပြီ။အစိုးရအမေရိကန်နိုင်ငံပြောရမလို့အမေရိကန်နိုင်ငံသူနိုင်ငံသားနော်။ပြည်တော်ကအမေရိကန်နိုင်ငံသူနိုင်ငံသားဆိုရင်အဲ့အကျွေးရပေးရမှာ เนาะအဲ့အကြောင်းအကျွေးတွေကအရန်များွားနေမှာအဲ့အကြောင်း Elon Musk လောကတီးမခံနိုင်တော့ပါဘူးပဲပြီးတော့အကျွေးကဘယ်လောက်များပါဆိုတော့ budget deficit ကနေပြီးတော့2.5 trillion ပိုများွားနေမှာเนาะအခုဆိုရင်36 trillion ရှိနေပြီဒီဟာဒါ pass ဖြစ်တော့မှာဆိုရင်ဥပဒေဖြစ်တော့မှာဆိုရင်ဘယ်လောက်ဘယ်လောက်ဘယ်နေရာဘာတုံး insurance ရတဲ့လူတွေနေပါမယ်ပြီးတော့ medical ကိုလည်းနေပါမယ်အာ ပြီးတော့ရင်ဘာတွေပို့တိုးလာမှာအခွန် short တဲ့ဟာတွေပို့ပြီးတော့ extension လုပ်မယ်တခြားဟာတွေပို့ပြီးတော့များလာမယ်နောက်တစ်ခုရှိရတာ small business နဲ့ရတော့မကောင်းသုံးစားဆို small business နဲ့ဆိုရင် IRS audit လုပ်ဖို့ဆိုရင်ခုနှစ်စာ record တင်ထားရတယ်ဘယ်စီးပွားရေးမဆိုပါအခုဆိုရင်ဒီဘယ်တမ်းမှာပါလာတော့6နှစ်စာတင်ထားမှာပြောအဲ့တော့စီးပွားရေးတမားတွေပို့ပြီးတော့ထိခိုက်တယ်နော် small business တမားတွေကအလုပ်များနေအထက်မှာ ဒီကိုနေစာတင်ထားဖို့ဆိုတာပို့ပြီးခက်ခဲသွားပြီเนาะအကျွေးရတယ်2 buffer trainer ဖြစ်သွားတယ်လောဘ American citizen တွေပေးရမှာအကျွေးเนาะဘယ်သူမှပေးရမှာ American citizen ပေးရမှာအကျွေးอ่ะပို့ပြီးတော့ပေးဖို့အတွက်ခက်ခဲသွားတဲ့ကြောင်း enormous မကြေမနက်ဖြစ်ရမှာအဲရောဒီလိုမျိုးစီးပွားရေးနဲ့ပတ်သက်တဲ့တည်နေနေအမေရိကန်နဲ့ပတ်သက်တဲ့တည်နေနေတရုတ်နဲ့ပတ်သက်တဲ့တည်နေနေဆိုရင်ကြည့်ချင်ဆိုရင်ဒီ channel ကို subscribe လုပ်တာပါ အဲ့တော့ data အနေနဲ့ကြည့်နေ data ကဘာတွေပြောတယ်ဘယ်လောက်ထိများဆိုးတယ် republican တွေကတော့ဒီလိုမျိုးအခွန်တွေကိုရှော့တာကို extension ဆက်ပြီးတော့ရှော့မှုတွေဘယ်နည်းရောက်သဘောတူတယ်ဘယ်နည်းရောက်သဘောကျကြတယ် republican ဆိုတာညာဘက်ကြိုက်တဲ့လူတွေပေါ့နော်အမေရိကန်ပြည်သူတွေမှာပါတယ်အာ republican party ဆိုတာဘာနာမည်ကြီးရတယ်ဆိုတော့အတိုးစရိတ်ကိုတည်တည်ချာချာတာဝန်ရှိရှိနဲ့ နော်မဖြုံးမဲ့နဲ့တုံးမှုအတွက်အမြဲတမ်းအမြဲပြောနေပါလေအခုတော့ဘယ်လိုများပြောင်းသွားပြီလဲမသိဘူးနော်အတုံးစိတ်မဟာတရားတုံးတာဖြုံးတာကိုသူကအေးအခုရှော့ပေးရပြီးရောအကျွေးဘလောက်တင်တင်ပါစေအဲ့လိုမျိုးဆက်ပြီးရောဖြစ်မလားဒါမှမဟုတ်ရေးအေးအတုံးစိတ်အကျွေးလေးများမဖြစ်တော့ဘူးနော်အခုတိုးမပေးရခင်စားမရှိဘူး

But as of now, President Trump has yet to respond at all. Calls himself a counterpuncher, but remarkably quiet on this. So what's going on? Aha. Elon Musk is <laughs> saying President Trump is saying that he is not 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 saying that he is ပြန်အဲ focus လုပ်နေပြီမလုပ်လည်းမဖြစ်တော့ Tesla store share ကြာဆိုတော့သူအကျွေးတွေချိထားတာ တက်ဆာစတော့ရှီအောင်တုံးမြို့ချီးရတာနော်ပိုဆိုးွားနေမယ်အကဲဒီကပူကြရင် तू မထုတ်ဆိုရင် तू မွဲမဲ့ခဲရှိအဲ့ကြောင့်ပြန်ထွက်သွားတာအာပြီးတော့တက်ဆာ brand ရဲ့လူရဲ့အရန်မုန်းတဲ့ brand ဖြစ်သွားပြီအာအာ basic trauma ကိုကူညီရတဲ့ကြောင့်နော် dosh မဟာတရားဟိုလူတွေကိုအလွတ်ဖြုတ်တဲ့ကြောင့်ပြီးတော့လည်းတိတ်မထူးပါဘူးအလွတ်ပြန်ခန့်ရတယ်အဲ့တော့ထုတ်ပြီးသားလူတွေပြန်ခန့်မှဆိုရင်ပတ်သက်ပူကုန်တယ် အာရောပတ်စပ်အလံကားလေးကုံသွားဖတ်တင်တယ်အမေကတီတီကြစဉ်းစားပြီးတော့ဗာဘေးရဘေးရလေးဖုတ်တင်တယ်ဆိုလုတ်တင်တယ်ဟိုထင်းတယ်ဆရာတော့ဒီတိုင်းဟိုစွတ်ပြီးတော့ဖြုတ်မစားတချို့ဟာလည်းရှိရဲ့ဟို refugee program ခေါ်တဲ့ဟာလေးအာရက်တက်တယ်အခုပြန်ပြောပြန်ခေါ်မယ်လုတ်တယ်အတရားသူကြီးကလည်းပြန်ပြီးတော့ပြန်ခေါ်မယ်လုတ်တယ် USA တို့တချို့ funding တွေဖြတ်တာရှိတယ်အဲ funding တွေပြန်ပေးရရှိတယ်အဲ့လိုဟာမျိုးရောအများကြီးပေါ့လေအမပြောရမလို့ဆိုတော့ ဲ့လိုမျိုးဖြစ်သွားဆိုရင်ပို့ပြီးတော့ပုံကြတယ်နော်ဖြတ်ပြီးတော့ပြန်ပေးဖြတ်ပြီးပြန်ပေးဖြုတ်ပြီးတော့ပြန်ငါဖြုတ်ပြီးပြန်ငါဆိုရင်ပို့ပြီးတော့ cost อ่ะပို့ပြီးတော့များတယ်နော်အဲ့တော့ဆက်ပြီးတော့ကြည့်ကြတာဘာကြောင့် President Trump က Enormous ဆို response လုပ်ပေးတယ်တိတ်တိတ်လေးနေရအောင်ထင်ပါတယ်ကိုမောင်မှရေးတာပါ Don here with us now CNN chief data analyst Harry Enton. So, Elon Musk, in calling this a disgusting abomination, says it will explode the national debt, says it runs counter to all the work he did trying to cut government spending. What's the reality? Please just never call me a disgusting abomination, John. Please. Never to your face. Thank, you. thank you. Behind me is perfectly fine. I mean, look. <laughs> you know, President Trump wants to send these Doge cuts to Congress through the rescission process, and that, get this, would only bring down the national debt by about $9 billion. The big, beautiful bill over 10 years, get this, through the roof in terms of the federal deficits and the debt, up $2 trillion. You don't have to be a mathematical genius to know that $9 trillion doesn't come anywhere close to 9, nine billion comes anywhere close to two trillion dollars. So all of Doja's work that they would send, at least a part of it, to Congress gets completely wiped out, wiped off the map by the big beautiful bill. No wonder Elon Musk is so upset. So at Elon Musk bajo sipiade, bajo sipiade. Di da pin me baba tu, no, tu a si boy a tika kamio, tu a nama a tika kamio. A trillion shorta, nine billion hour shorta. ဒါမျိုးရဒီ big beautiful bear ဘလောက်ဒီအကျွေးထက်တိုးမှန်းလဲဆိုတော့ two trillion ကျော်ပို့ပြီးတိုးမှန်းဆိုတော့ enormous ဆိုစိတ်ပြတ်တော့မှန်တော့မို့ပလေးတက်ကိုမစဉ်းစားနေပလေးတက်ကစီးပွားရင်ကိုယ်စီးပွားရင်အရင်ကိုကဘီနန်နဲ့เนาะအချိန်တွေပေးပြီးတော့ပတ်စံလည်းရအောင်မို့အဲအစိုးရစီမှာလာပြီးတော့ဘယ်ရဘယ်ရမကောင်းလေเนาะမလိုအပ်တဲ့အသုံးစရိတ်ဆော့ချတယ်နော်ကိုကကားကုမ္ပဏီရဲ့ပျက်စီးရယ်နာမည်ပျက်စီးရယ်ကိုက stock share ထိုးကြတယ်စင်းရဲွားတယ် အာဘီနန်နဲ့စင်းရဲရဆိုတာဟိုမျိုးတာမန်လူတွေချမ်းသာတော့ရှိတယ်เนาะအရင်ချမ်းသာတော့ရှိ အာအဲ့ရောစိတ်ပြတ်တာပေါ့သူအကျိုးမရှိသွားဆိုတော့တချို့ကအကျိုးရှိပါတယ်အစိုးရနဲ့ပတ်သက်တဲ့အတွက်ကြောင့်သူ့ရဲ့ space s company တွေအာ contract တွေပါနေပါရရရဒါပေမဲ့တစ်ဖက်မှာလည်းတခြားအစိုးရနေတခြားနိုင်ငံအစိုးရတွေက

ထည့်ပေးရဆိုတော့เนาะမဲပေးတဲ့သူတွေတော့ရှက်เสียရပဲကိုယ့်အောင်ရှက်တင်တယ်ဆိုတော့ तू ကပြောလိုက်တာဖြစ်ပါလေเนาะအဲ့တော့ပရိသတ်ရောဒီလိုမျိုးဒီဥပဒေရာ passport ပါမယ်ဆိုရင်ပရိသတ်ယူတဲ့အကျွေးတွေအများကြီးပေးရမှာเนาะအကျွေးဆိုတာအလကားမရဘူးကိုကအခွန်ပိုကောက်ကောက်အစိုးရအခွန်ပိုကောက်ကောက်မကောက်ဆိုရင်ကိုက benefit အအောင် short ချတာเนาะဝင်ဝင်နေလူတွေဆိုရင် မက်ဒီကေတို့ဆိုရှယ်စကူရီတို့နောက်တန်းကျဆိုရှယ်စကူရီရဲ့ပြန်ရတော့မှာမဟုတ်တော့နော်အဲ့လိုမျိုးတွေကျမရဲ့ snap တို့အားကိုးနေရတာနော်အဲ့လိုအောက်ပယ်ဖြစ်တယ်မယ်ဆိုရင်လူတွေဒုက္ခရောက်တော့မယ်တကယ်လူအဲ့လူတွေဒုက္ခရောက်မယ်နော်အာပြီးတော့ရင်ဒီအကျွေးတိုးရဆိုတာအဲ့ဘာအတွက်တိုးတာများတယ်အခွန်လေးရှော့မှုတွေတိုးတာများတယ်နော်ဘီဒန်နာတွေဆိုတော့ကုမ္ပဏီတွေနော်အခွန်လေးပါရှော့မှာ

Who wins? Yeah, who wins between Elon Musk and Congress? Well, look, Elon Musk is a very popular guy amongst Republicans, a plus 63 net favorability rating. Beats Mike Johnson at plus 46, who, of course, is the Speaker. How about John Thune, the Republican leader in the Senate? Only a plus 30. So if Musk is taking on these two gentlemen, it's not a fair fight. Elon Musk is a very popular dude but he is nowhere close to where Donald Trump is within the Republican ranks. Look at that, a plus 79 net favorability rating. So if Donald Trump decides to turn his fire on Elon Musk, that is a fight that Elon Musk simply put, cannot win. If Donald Trump stays out of it, he stands a pretty good chance, Elon Musk does, against Johnson and Thune. It's interesting because Elon Musk the uh, Congress. Uh, no. Elon Musk uh, Congress of uh, Piora. The big beautiful base are uh, President Trump ਨਾਲ ਨੇ pass ပြင်စင်ဆိုတော့တော်ဝါတော့နီးတဲ့ President Trump ကိုလည်းအင်းတော့မဆာမကျေနိုင်တော့ပဲဒါပေမဲ့ Congress မှာရှင်းတယ်ဆိုရင် Republican Speaker Johnson သူက46အာလူတွေတဘောကြကြပေါ့။နောက် GOP ပါတီမှာ Republican Party မှာတဘောကြ46 favorable rating ဒီဟာတော့ Senate Majority Leader ပေါ့လေ။အာအခုက approve မပြီးမပြီးလို့ Senate က House of ပြီးပါပြီ။နောက်အာအခု Senate မှာဒီဟာ Inomasa လူကြိုက်မများအောင် Innomasa ပိုးလူကြက်များ63ဒီမှာ plus 30အဲ့တော့အဲ Innomasa တကယ်ဟိုပြောမယ်မကြိုက်ဘူးဆိုရင်အဲအော် vote မပေးနဲ့ဆိုရင်ဒီ Congress ရောပြည်သူလူထုရောတော့ Innomasa ပဲပါမယ်ဆိုရင် Congress ရအမတ်တွေကစိတ်ပြောင်းပြီးအဲဒီ big beautiful bill အာ approve မလုပ်တော့ဆိုရင်ဒါဥပဒေမဖြစ်တော့ဒါပေမဲ့ President Trump က Innomasa ပို့ပြီးတော့ popular ဖြစ်တယ်ပါတီထဲမှာတော့ပါပြီးပို့ပေါ်ပြဖြစ်တော့ President Trump ကဟေးရအောင် pass ဖြစ်လိုက် ပြောလိုက်မယ်ဆိုရင် pass ဖြစ်ဖို့ကေပိုများပါတယ်ခင်သူဘာမှမပြောဆိုရင် Elon Musk နိုင်မဲ့တဘောရှိပလိတ်တရာဘယ်လိုသဘောရပါလဲဒီလိုမျိုး big beautiful bay ဟိုဒီတိုင်း pass ဖြစ်မယ်ထင်ပါတယ်လားဒါမှမဟုတ်တမျိုးမျိုးပြောင်းသွားမယ်ထင်ပါတယ်လားခမအမရေးထားတာပါ again, yeah, I said Trump has been quiet Guess. so far this morning. I wonder if he'll look at this segment. He's a big Harry Etten fan and say, you know what? Many are. My popularity is a lot greater than Elon Musk right now. Maybe I should weigh in. I, will be interested to see if we'll he stays see. quiet on True Social all day. On the issue itself, Harry, when Elon Musk is criticizing the debt and deficits here, how much do voters really care? Republican voters <laughs> they don't care. They don't care. I mean, look, cut taxes even if the deficit increases. You know, you go back 33 years ago, it was just 22% who said cut taxes even if the deficit increases. But the party of fiscal responsibility is no more. Now, 74% of Republicans say cut taxes even if deficit increases. So if Donald Trump, more popular than him, sticks his neck out, the Republican voters will absolutely be with him because they believe cut taxes even if deficit increases. Quite different than way they were in the early 1990s. you are no disgusting ah ဘာကွာဝါပြီ republic party အရင်ကဆိုရင်1992ကဆိုရင်အေးအကျွေးများမှဆိုရင်အခုမလျှော့နဲ့နော်အခု short ဘောက22%ပဲကြိုက်ကြ republic party အခုကျတော့အေးအကျွေးများများမှဆိုရင်အခုက short 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 74%အဲ့တော့ president trump ကနော်ဝင်ပါမယ်ဆိုရင်အေးဒီဥပဒေ pass ဖြစ်ပါစေဆိုရင်အာအကျွေးတွေအများကြီးထူတော့မယ် USA ကเนาะအခုတော့ အခု short တဲ့ဟာတော့ set ပြီးတော့ extension ဖြစ်တော့เนาะဒီနေ့ expire ဖြစ်မှာ set ပြီး extension ဖြစ်တော့ဒါပေမဲ့အကျွေးကပိုပြီးများတာနေမယ်เนาะအဲ့တော့နောက်ခါလာအမေရိကန်တာသမီတွေเนาะမြေးတွေဆိုရင်အကျွေးပိုပြီးပေးရဖို့ရှိတယ်တချင်ချင်းပါပေးရပါမယ်ဘယ်ရမှမပေးရဘူးဆိုမှရှိတယ်เนาะအဓိကကလုံးဝမပေးနိုင်တဲ့အထိရောက်ပါမှာဆိုရင်နိုင်ငံကြီးကတော်တော်လေးဒုက္ခရောက်ပါမှာပေါ့ ပြီးတော့နောက်တစ်ခုကရှိတယ်ဒီဥပဒေကို pass ဖြစ်အောင်ဟော Republican တွေ Trump ကဘာကြောင့်အရင်အရေးကြီးနေ pass မဖြစ်ဆိုရင်ဟာဟာ तू က mid term မှာအရင်ရှုံးမှာစိုးရင်လည်းလို့ကြောက်เนาะအကျွေးအခွန် short တဲ့ဟာတွေဆက်ပြီး extension မလုပ်အခွန်တွောရမှာဆိုရင်မဲတွေအများကြီးရှုံးနိုင်တယ် democrat တွေပဲရနိုင်တယ်အဲ့ဒါကြောင့်အကျွေးထူထူပါစေအခုရှော့တာကိုသူပို့ပြီးတိုးလုံးမဲ့တပုံးမှာရှိတယ် เนาะအဲ့ရောမတတ်နိုင်ဘူးနိုင်ငံရေးအဲ့လိုပဲမဲရဖို့အတွက်เนาะနိုင်ငံအကျွေးထူထူပစေဆိုပြီးတော့နိုင်ငံရေးတမားတွေကလုံနေတာပလိတက်လို့ဘယ်လိုသဘောရပါတယ်လဲကိုမအမရေးတာပါနောက်ထပ်အကျွေးတွေ President Trump ထံမှာဘယ်လောက်တူပါလဲတခြားတမနာတွေကဘယ်လောက်လဲဆိုတော့ဆက်ပြီးတော့ကြည့်မယ် Abomination, you were a glorious miracle. You every day. too, my friend. Thank you, Harriet. ေးကြည့်ရင်เนาะအဲ့ဒီမဲပေးတဲ့လူတွေကလည်းအကျွေးကိုအဓိကထားပြီးတော့ဖျက်ပါလို့ပြောတော့မှနိုင်ငံရေးတမားတွေကလုံမှာဒါမတက်နိုင်ဘူး။ဒါဆိုလူလိုက်လူတွေကအခွန်တက်တာဘူးပဲစဉ်းစားနေကြတယ်။အာကိုအကျွေးပြန်ပေးရမှာမစဉ်းစားရ။နောက်တောင်းတရှိရပြန်ပေးရမှာမယ်။အဲ့ဒါကြောင့်ပညာတက်ထားဖို့လိုတယ်။အကျွေးပေးအခွန်ပေးစရာမလိုပဲနဲ့ stock share အမြတ်တွေကိုဘယ်လိုတင်ထားနိုင်မလဲ။အဲ့ဒါကို share stock investing တင်ထားမှာတေချာ တင်ထားတယ်အဲမျိုးဆိုရင်အခွန်ပေးစရာမလိုတရားဝင်ပေးစရာမလိုမဲ့အမျက်တွေအားလုံးတင်ထားနေတယ်နော်တင်ထားတက်ချင်တဲ့ link လေးကို YouTube video description ကမှမှာရှိရဲအခုတွားကြည့်မယ်အကျွေးများတာဘယ်လောက်များ၁၀နှစ်အကျွေးဘယ်လောက် approve ဖြစ်တယ်အာ President Trump first time of 4 April 4 trillion Joe Biden က President Joe Biden က4.3 trillion ပဲရှိတယ်နှစ်ဆ President Trump ကနှစ်ဆပုံများတယ်နော်နှစ်ဆပုံများတယ် ပြီးတော့အကျွေးပိုများတယ်ဆိုတာ short တာရပါပေါ့ table ကြောင့်အကျွေး short သွားတာဒီတော့နော်ညားသွားဒီတော့အဲ့တော့နှုတ်လိုက်တော့စုစုပေါင်း8.4 trillion ပိုများတယ် basic trauma အေး basic ဂျူပါတာကြောင့်သူက inflation reduction အဲ့လို physical response အဲ့လိုအမစနိုင်မဖြစ်သွားတယ်ထုံးစံကတော့ republican ရဲ့ပိုပြီး view ဆိုင်မှာမဟုတ်လားနော်အကျွေးတွေပါပိုဆောက်လို့အခု democrat ကပိုပြီးတော့ view ဆိုင်တယ် physical response တွေအဲ့ဒီပိုင်းလာရတယ်နော်အဲ့အဲ့ဒီအဲ့ဒီပိုင်းလာတော့တွက်လာတော့နောက်ဆုံးစုစုပေါင်း4.23တွေမှများတယ် basic jump တာ1 term ပါနော်1 term ပါ4.23တွေများအဲ့တော့ဘာပဲဖြစ်ပြော basic trend လာအေးအကျွေးပို့ပြီးတော့များစီရဲ့တမနာထမှာပါလာတော့အမှန်ပဲနော်သူကိုယ်တိုင်ကလည်းသူစီပွားရေး6ခုရောက်ရှိရ bankruptcy ဖြစ်တော့ day wide ခံွားအဲ့ဒီတော့ USA နိုင်ငံကို day wide ခံမှုအတွက် basic trend မတော်တဆလုံးမိမထင်ပါလားဒါမှမဟုတ်ရင်တကယ်ပဲလုံးမိမထင်ပါလားဘုမအမရေးထားတယ်မလားအခုကြည့်တော့ဆိုနိုင်ယူကြည့်ရ US အကျွေးနိုင်36 trillion 37 trillion မကြာခင်ဖြစ်တော့မှာเนาะ US citizen တရားကိုအကျွေးရမလားတသိန်းကျော်ပေးရမှာအကဲပေးရမှာဆိုရင် အောက်ပြတ်ဆက်မှုဆိုရင်ဟေးကိုအိတ်ထရရည်ဆိုတသိန်းကျော်ပေးရမှာနဲတာမဟုတ် test pay ရဆိုပါ test pay ဆိုဒီ citizen မှာဆိုကလေးရှိပါဦးကလေးတွေကအကျွေး အခွန်ပေးစရာမလိုနေဘူးလေနော်ဒါလူကြီးရအခွန်ပေးရလူပါဆိုရင်ဟာအလုံးလုံးလူအားလို့ဆိုရင်3သိန်းကျော်ပေးရမှာတယောက်ဟာ3သိန်းကျော်မီလန်နာဆိုရင်ဒါကိုယ့်ရဲ့ချမ်းသာမှုသုံးဖို့တပုံအကျွေးဆက်ရမှာတပုံမှရှိအကျွေးဆက်ရမှာဆိုရင်အဲ့ရောလူလိုက်လူလည်းဆက်တော့မှာကြည်တော့မှာအဲ့ရောစဉ်းစားတော့မှာအကျွေးရနေတာမို့နော်အဲ့လိုပေးရနေတာမို့အာစပန်နီးယားပုံများရဲ့ those club ရဲ့ save ရတယ်နော် အခွန်ပေးတဲ့လူတယောက်စီကို၄တောင်ကျော်ကျော်ပဲတက်တာလေ။နော်ဒိုးရှာတယ်အဲ့လောက်ထိရဲ့တိတ်မြုံမစွမ်းတဲ့သူမှရှိတယ်။ဒီအကျွေးတက်နေတဲ့နိုင်ရပူမြန်တယ်ပူမြန်တယ်ဒီမှာကြည့်ကြည့်နော်။အဲ့ဒီတော့ဒါစိတ်ဝင်စားစရာတက်စရဘန်ကြီးဘန်ဘန်ကြီးကရတာလေ။ဒါဘယ်လောက်ရလဲစိတ်ဘန်ဘန်ကြီးဘယ်လောက်လဲ။ဒါသွားပြီးတော့ကြည့်ဦးရ။အရေးကြီးဆုံးပါတဲ့။အရေးကြီးဆုံးကပလေးတက်ရဲ့ချမ်းသာမှုတက်နေမှုအရေးကြီးရဲ့။ဒီမှာဆိုတော့၃နှစ်တွင်းမှာဆိုရင်ဆရာရဲ့ချမ်းသာမှု stock investing call option put options advance option ကြောင့်ချမ်းသာမှုကတောင်းလေးတောင်းအားလေးပေါ့နှစ်သိန်းကျော်ပါ18စကျော်ချမ်းသာပါเนาะ18စကျော်ချမ်းသာခြင်းလဲဆိုရင် stock investing call option put options advance option day trading moment stock ကိုတစ်နှစ်တူမှာပြီးအောင်တပါ link လေးကို YouTube video description ကမှာရှိပါတယ်ဒီတင်တန်းတစ်ခု register လုပ်ပြရတယ်เนาะဆရာနဲ့စကားပြောခြင်းလဲ mentorship ခေါ်ခေါ်ခြင်းဆိုရင် promotion ကဒီသားမှာဆိုရင်အဲနှစ်လဒါစင်းတွေ့ပြီးပါရင် monthly mentorship ဖြစ်ဖြစ် by monthly monthly ဆိုတော့တစ်လောက်တစ်ခါစကားပြောရတယ် by monthly ဆိုတော့တစ်လောက်နှစ်ခါစကားပြောရတယ်ဘာပဲဖြစ်ဖြစ်ဒီရာကိုနှစ်လစင်းတွေ့ပါရင်စကားပြောပါဆိုတော့တစ်လောက်လက်ဆောင်ရမှာဖြစ်ပါတယ်နော်အဲ့ဒီ promotion ကိုမလုပ်ချင်ဆိုရင် special နော်လက်ရှိကြောင်းသားကြောင်းသူတွေအကုန်လုံးဒါ promotion ရှိပါတယ်စင်းတွေ့နေပါ link လေးရတယ် youtube video description ကိုမှာပါ ရှိပါတယ်တိုင်းဒီရဲကျေးဇူးတင်ပါတယ်ဆရာဆရာရဲ့တင်တဲ့လေးခုကိုတက်ပြီးတဲ့အမြောက်ငွေထူးထူးခြားခြားရခဲ့တယ်တင်တဲ့အပြီးပထမလမှာ9200ကျော်ဒုတိယလမှာ2800ကျော်အများအများကြီးရခဲ့တယ်ပို့ထူးခြားတာကဆရာနဲ့မန်တော်ရှိဆက်တွေ့ပြီးတော့ဆက်ပြီးကြိုးစားတာအရင်အောင်မြင်ပါတယ်ကျွန်မ option လောက်တိုင်းရခုတလအမြောက်ငွေကစူရှိနှစ်ဆိုင်က ရတဲ့အမြောက်ငွေထက်ပိုများတယ် ဆရာရစ်ကိုအရင်ချင်းတင်လာတယ်ဆရာအချိန်တို့တော့တွင်အောင်မြင်တဲ့အတွက်လူတိုင်းကိုလည်းကျမလို့ဖြစ်အောင်အားမလျှော့ပဲစူးစမ်းပါလို့လောဝရုပ်ယူကြည့်ကြည့်တိုက်သွင်းပါတယ်ဆရာတက်ရှိကျမပါစေ